ရန်အရန်ဟိုကြောက်တော့ဗောနော်ကိုကိုတိုင်းလဲခံစားကြရတော့ကိုစာအုပ်တွေအဲ့လိုမျိုးပြည့်စည်တာတွေတန်းဆိုတော့အရန်လဲစီတီကိုက်ပြီးတော့အရန်လဲခံစားရပါတယ်ဘောနောကိုရတဲ့တန်းတစ်ချက်မှတော့တော်တော်ဆိုးတဲ့အခြေအနေကြီးကိုရင်ဆိုင်ကြုံရတယ်ပြောစရာစကားလုံးမရှိလောက်ဝမ်းနဲ့ခြေခွက်ထိခိုက်ရပါတယ်လို့ပြောစမှာ မန္တလေးမြို့ဒီနည်းနည်းရက်ကအမှုပညာရှင်တွေရောအများကြီးပေါ့နော်အဲ channel ဟိုမိတ်ဆွေတွေတငယ်ချင်းတွေစီဝိုင်းလုပ်ငန်းကြီးအားလုံးလာလူလာတွေ့လို့အရင်ပဲပီတိဖြစ်ပါတယ် ဒီနေ့တော့ဘာပေါ့ရွှေမျိုးချီချီဆောင်လေးအထည်300ကျော်ကြီးပထမဆုံးစလူပြစ်တာပါနော်အကွာရင်ရက်ကလည်း6လောက်လေးနည်းနည်းထိတာတော့ဒီနေ့မှတတ်တာတော့ဒီနေ့မှစပြီးတော့လူပြစ်တာဖြစ်ပါတယ်ပုဂ္ဂိုလ်တိုင်းလည်းငွေကြုံတဲ့အချိန်မှာအဲ့လိုပေါ့ လမ်းပေးမှအေးရတဲ့ချိန်ဆိုဆောင်းလေးတွေလိုအပ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလေးနဲ့ချက်ဝင်နေမှာဒါပထမဆုံးချိန်ဆောင်းစပြီးတော့လူပြတာပါနောက်နှစ်နောက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 ်ရတဲ့လည်းအများကြီးအခုအစီအစဉ်ပြီးတော့လိုအပ်တာလေးကိုတကယ်ကိုချစ်တီမိမိပေါ့နော်တိုင်းမင်းညှိနှိုင်းပြီးတော့လူသွားအောင်ပါပါဟုတ်လို့မန္တလေးမြို့ကတို့ဘာပဲပြောပြောလေးနော်ဒါမိသားစုတွေလို့ဖြစ်နေရဆိုတော့ခံစားရတယ်နောက်ထပ်လည်းအများကြီးဆက်လူတော့မှာပါ ကိုမန္တလေးမြို့ဒီနေနေရက်ကအမှုပညာရှင်တွေရောအများကြီးပေါ့နော်အဲ channel မိတ်ဆွေတွေတငယ်ချင်းတွေစီဝိုင်းလုပ်ငန်းကြီးအားလုံးလာလူလာတွေ့တော့အရင်ပဲပီတိဖြစ်ပါတယ်အရန်အရန်ကိုကြောက်တော့ဗောနော်ကိုကိုတိုင်းလဲခံစားကြရတော့ကိုအစာအုပ်တွေအဲ့လိုမျိုးပြက်စီးတာတွေတန်းဆိုတော့အရန်လဲစိတ်တိုက်ပြီးတော့အရန်လဲခံစားရပါတယ်ဒီလိုမျိုးဘေးရနေဆိုရင်လည်းနောက်ထပ် မကြုံတွေ့ပါသေးနဲ့လို့လည်းဆုတောင်းပါတယ်။ဘောနော်ကိုယ့်ရဲ့တတ်တဲ့နှောက်မလာတာတော်တော်ဆိုးတဲ့အခြေအနေယူရင်ဆိုင်ကြုံတွေ့ရတယ်ပြောစရာစကားလုံးမရှိလောက်ဝမ်းနဲ့ခြေခွက်ထိခိုက်ရပါတယ်လို့ပြောစမှာ။စိတ်မင်းရက်ကဆိုတော့သူကမီးပေးတဲ့တော့ပို့ဆိုးတာပေါ့နော်။ဘယ်လိုမျိုးဆိုတော့ပို့ပြီးတော့ fighting လို့လည်းပြောစမှာ။